အားလုံးပဲမြင်လာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Play သက်တွေအားလုံးမြင်လာပါကဘာဖလားပြိုင်ပွဲကြီးကအခုလက်ရှိကျင်းပဖို့တိတ်မလို့တော့ဘူးပေါ့လေဒီချိန်မှာခြေစပွဲအောင်တဲ့အောင်ထိုက်တဲ့အသင်းတွေထွက်ပေါ်လာတဲ့အချိန်မှာ ဟိုတနေ့တုန်းကခြေစပွဲ၉ချိန်မြောက်အောင်တဲ့နာမည်ကြီးပေါ်တူဂီအသင်းအကြောင်းကိုကျွန်တော်ပြောပြခြင်းပါတယ်ပေါ်တူဂီဆိုတာကဘောလုံးကမှနိုင်ငံအဆင့်ပြိုင်ပွဲကြီးတွေမှာဒီဘက်နောက်ပိုင်းမှာအောင်မြင်မှုတွေရရှိလာပြီးတော့ထိပ်တန်းအဆင့်ကိုရောက်ရှိလာတဲ့အသင်းဖြစ်တဲ့ ထောင်၉98တို့2000 2000ကာလတုန်းကဆိုပြီးပေါ်တူဂီကသူတို့ရဲ့ golden generation ရှိတယ်အဲ့ generation အလောက်တီမအောင်မြင်ခဲ့ဘူးသူပြန်2004ယူရိုမှာပေါ်တူဂီအင်ရှင်ဖြစ်ကျင်းပတယ် final တက်တယ်2006ကမ္ဘာဖလားပြိုင်ပွဲမှာပေါ်တူဂီ semi final တက်တယ်ကမ္ဘာဖလားပြိုင်ပွဲနဲ့ပတ်သက်လို့ရှိရင်အဲ2006ကပေါ်တူဂီရဲ့အမြင့်ဆုံးအောင်ပွဲပဲ semi final ထိတက်တယ် UCV ကိုလက်ထက်မှာတခါဖြစ်ဘူးတယ်ဒါပေမဲ့2016မှာ Euro မှာ champion ဖြစ်တယ်2019မှာ Nation League မှာ champion ဖြစ်ပြီးတော့ 2015မှာ Nation League မှာ Champion ထပ်ဖြစ်ထားတယ်။ဒါပေမဲ့ Portugal ရဲ့ Major Trophy တွေကြားမှာကမ္ဘာဖလားပြိုင်ပွဲကြီးဟာအမြဲတမ်းလိုလိုလူချင်းဆုံးပြိုင်ပွဲဖြစ်တယ်။အခုအသင်းကောင်းဆောင်ခရစ္စတိုရိုနယ်ဒိုပါဝင်နာမည်ကျော်စားမားတွေအားလုံးစုံနေတဲ့ ပေါ်တူဂီအသင်းဒီပြိုင်ပွဲမှာဘယ်လောက်ထိချမ်းရှိမလဲပေါ်တူဂီအသင်းရဲ့ကမ္ဘာဖလား history နဲ့ဥရောပ history ပေါ့လေ1930ကမ္ဘာဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခြင်းမရှိဘဲနဲ့34 38 50 54 58 60နှစ်ထိပေါ်တူဂီဟာချစ်ပွဲလုံးဝမအောင်ခဲ့တဲ့အသင်းမှာ1966အင်္ဂလန်ချန်ပီယံဖြစ်တဲ့ပြိုင်ပွဲမှာတော့ပေါ်တူဂီသမိုင်းတလျှောက်အောင်မြင်ဆုံးအဖြစ် UCV တို့အသင်းကတတိယနေရာရခဲ့တယ်။အဲ့ကနေမှ1980 84 88နှစ်မှာချေစပွဲစက်တိုက်မအောင်ခဲ့ပဲနဲ့1986မက္ကဆီကိုကမ္ဘာဖလားပြိုင်ပွဲမှာအုံဆူစင်ကိုတက်ရောက်တယ်။အဲ့ကနေမှချင်း90 94 98ဒီ3နှစ်ဆက်ချေစပွဲမအောင်ပဲနဲ့2000နှစ်ကနေလက်ရှိအချိန်ထိစက်တိုက်ချေစပွဲအောင်လာခဲ့တယ်။2000ခုနှစ်အာရှမှာကျင်းပတဲ့ကိုရီးယားနဲ့ဂျပန်ကမ္ဘာဖလားပြိုင်ပွဲမှာပေါ်တူဂီကအုံဆူအစင် 2006မှာတော့ကမ္ဘာဖလားရဲ့ semi final နဲ့အဆင့်ရောက်ပြီးတော့2010မှာရှုံးထွက်အဆင့်2014မှာအုပ်စုအဆင့်2016မှာရှုံးထွက်အဆင့်နဲ့2022ကတော့ဒီဘက်နောက်ပိုင်းမှာအကောင်းဆုံးလို့ပြောလို့ရမယ် one of the best performer နဲ့သူတို့ quarter ရောက်တယ်ဆိုတော့2006မှာစရုပ်ထား2022မှာ quarter final ဒါကပေါ်တူဂီအတွက်အမြင့်ဆုံးဟိုးစောပိုင်းတော့ကတော့တတိယအချိန်ရဘူးတယ်ဆိုတော့အခုဒီဒီဂျိန်ပေါ်တူဂီအတွက် chance သူတို့ကိုတိုင်2030ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကိုအင်ရှင်ဖြစ်လက်ခံကျင်းပခွင့်ရရှိထားတယ်သူတို့နဲ့အတူလက်ရှိမှာအင်ရှင်ဖြစ်ပူးတဲ့အဖြစ်လက်ရှိကျင်းပခွင့်ရထားတဲ့အထက်မှာစပိန်ရဲ့မော်ရိုကိုရဲ့ပါဝင်ထားတယ်ဆိုတော့ question က Roberto Martinez ရဲ့ပေါ်တူဂီ Cristiano Ronaldo ဥဆောင်တဲ့ပေါ်တူဂီအသင်း ကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်နိုင်လားကမ္ဘာဖလားနဲ့ပတ်သက်လို့ရှင်ပေါ်တူဂီဟာကမ္ဘာဖလားပြိုင်ပွဲမှာတော့အတွေ့အကြုံအားနေတဲ့အသင်းဖြစ်သတ်မှတ်ခံရစေဖြစ်တယ်။ဥရောပမှာသူတို့ကောင်းကောင်းလုပ်ပြနိုင်တယ်။ကမ္ဘာဖလားပြိုင်ပွဲမှာပေါ်တူဂီအနေနဲ့ အစင်လာမရှိတဲ့အခြေအနေကသူတို့တင်းတော့အဓိက question တရဖြစ်ပြီးတော့ကမ္ဘာဖလားပြိုင်ပွဲနောက်ပိုင်းနှစ်တိုင်းမှာအမြဲတမ်းရုန်းကန်ရတယ်တနောက်6ခုနှစ်တုန်းက semi final တက်ခဲ့တယ်အဲတုန်းကအင်ရှင်ဂျယ်မီကိုရှုံးလို့သူတို့ semi final နဲ့လှည့်ပြန်တယ်ဒါပေမဲ့အဲ့ဒါကသူတို့ရဲ့အောင်မြင်ဆုံးနောက်ပိုင်းမှတ်တမ်းဖြစ်ပြီးတော့နောက်ပိုင်းပွဲတိုင်းမှာပေါ်တူဂီကအမြဲရုန်းကန်ရတဲ့အချက်ပဲဆိုတော့ question က ဒီဒီချိန်ပေါ်တူဂီအသင်းဘလောက်ထိ strong ဖြစ်ပြီလဲလက်ရှိပေါ်တူဂီအသင်းကိုပွဲပေါင်း226ပွဲကစား143ခုထိနိုင်ငံလေဝေးစဉ်တွင်ထားတဲ့နာမည်ကျော် superstar Cristiano Ronaldo ကဦးဆောင်มาဖြစ်တယ်ဆိုတော့ပေါ်တူဂီအသင်းရဲ့ ဒါလက်ရှိအနေအထားကိုကြည့်လို့ရှိရင်ကျွန်တော်တို့တို့ရဲ့လူစင်းကတော်တော်လေး strong ဖြစ်တဲ့လူစင်းဆာလက်ဘောကလူစင်းမှာတော့ပေါ်တူဂီကအတောင့်တင်းဆုံးတွေတဲ့ကတသိမ်းပဲဗျဥပမာအင်္ဂလန်တို့တို့ကတော်တော်လေးတောင့်နေကိုသမားဆိုဒီယိုဂူကော့စတာရှိတယ်ဗျာလက်ရှိပေါ်တူရဲ့ကိုသမားပေါ်တူဂီအသင်းကို nation league ရအောင်အဓိကဆွမ်းဆောင် ပေးသူဖြစ်ပြီးတော့အဲ့ကနေမှဆင်ပေါ်တူဂီမှာကမ္ဘာအကောင်းဆုံး fullback တွေကနူနူမန်တက်ရှိတယ်နောက်တစ်ခုက ပေါ်တူဂီရဲ့ potential ရအကောင်းဆုံးလူငယ်တောင်ပံကစားသမားတွေအများကြီးနဲ့တူဝါရင့်ကစားသမားတွေတဲက ာဖန်နာဒိုဆယ်ဘာတို့နောက်ဘရူနိုဖာနန်ဒက်စ်တို့နောက်တစ်ခုကခရစ်စတီယာနိုရိုနယ်ဒိုတို့ဦးဆောင်တာဖြစ်တယ်ဆိုတော့လက်ရှိပေါ်တူဂီအသင်းဘလောက်ထိ strong ဖြစ်လဲကိုသမားကဒီယိုဂိုကော့စတာသူတို့ရဲ့ပေါ်တူဂီရဲ့ formation ပေါ့လေပေါ်တူဂီကခက်ဆက်ဆက်သူတို့တလျှောက်လုံးပေါ့လေသူတို့သုံးလာတဲ့ ကစားကွက်ကတော့ထုံးစံနိုင်ပေါ့လေအတက်ချင်းအာတန်တဲ့ကစားကွက်ပဲတိတ်ထူထူမရှိဘူးပေါ်တူဂီကဘယ်တင်းတဲ့ကစားကစား433ကို အခြေခံကစားတာဖြစ်တဲ့ဒီနေရာမှာပေါ်တူဂီမှာ right back အတွက်မှာအဓိက တချို့ကွင်းလေတွေမှာတော်တော်လေးအိုင်နေတဲ့အတွက်ကြောင့်တချို့ကစားမတွေဆို right back ကိုပို့ရတဲ့အထီးရှိတယ်ဆိုတော့အခုလက်ရှိမှာဂိုးသမားက Diogo Costa အရန်မှာ Jose Sa တို့ Rafa Silva တို့လိုကစားမတွေရှိတယ် right back မှာကစားနိုင်တာက João Cancelo ရဲ့ ာလော့ရဲ့စမီးတို့ရဲ့၃ယောက်ကစားနိုင်တယ်။လိုအပ်ရင်ဂျောင်းနေဗက် right back ချလို့ရတယ်။ left back မှာလူနိုမန်ဒက်ရှိတယ်။ကျောက်ကန်ဆယ်လို့ကစားလို့ရတယ်။ဒါအခုလက်ရှိမှာနူဒိုတဖားရက်ရှိတယ်။ပြီးတော့မှစန်တာဘက်ကအဓိက main ကရူဗင်ဒီယက်စ်ဖြစ်ပြီးတော့သူနဲ့တွဲမှာကဂွန်ဂျာလိုအင်နာစီယိုတွဲမလားအန်ဒရီဆီလ်ဗာတွဲမလားအခုနောက်ပိုင်းမှာနီးပြသဘောကြားတဲ့ရီနာဒိုဗေကာရှိတယ်။ဒီကစားမလေးကတော်တော်လေးအားကိုးရတယ်။ချယ်ဆီဘာကြောင့်ရောင်းလဲတော့မသိဘူး။ဘူနောက်ခံလို့ဖြစ်ရော လက်ဖက်ပြေကိုတုံးနိုင်သူဖြစ်ပြီးတော့ရီနာโดဗီလ်ဂါရဲ့အန်တနီဆီလ်ဗာရဲ့ကွန်ဇာလိုအင်နာစီယိုနဲ့ဒါရူဘင်ဒီအက်စ်၄ယောက်ကစားလို့ရတယ်ဒီအက်စ်က main ပေါ့လေဂျန်နက်တယောက်ကသူယူင်းတယ်အဲ့မှာ right back ကကျွန်တော်ထင်တော့ cancel လို့ right ထားရင်ဘယ်ဘက်ချမ်းကနူနူမန်ဒက်စ်ဖြစ်လိမ့်မယ်ဒါသူတို့ရဲ့အကောင်းဆုံးပဲနောက်ကျွန်တော်ထင်တော့ကွန်ဇာလိုအင်နာစီယိုဖြစ်ဖြစ်အန်တနီဆီလ်ဗာနဲ့ရူဘင်ဒီအက်စ်တွေ့မယ်ကိုသူမဒီယိုဂိုကော့စတာတခါကွင်းလယ်မှာ တူဂီအသင်းရဲ့ right captain ကမန်နရူဆီဘာတိုက် captain ကဘူလိုဖရန်ဒက်စ်နဲ့ first captain ကခရစ္စတီယာနိုရိုနယ်ဒိုဆိုအခုလောလောဆယ်မှာကျွန်တော်တို့ PSG ရဲ့အကောင်းဆုံးအတွဲဖြစ်တဲ့ဗဒီညာနဲ့ဂျောင်နေဗက်စ်ကိုတွဲလိုက်ရင်သူတို့၃ယောက်မှာဘူလိုဖရန်ဒက်စ်ကစားလိုက်ရင်အဲ့၃ယောက်ပြည့်သွားရင်မန်နရူဆီဘာကရှေ့ကိုတက်ကိုတက်ရတော့မယ်အဲ့ဒါဆိုရင်ခရစ္စတီယာနိုရိုနယ်ဒိုရဲ့မန်နရူဆီဘာရဲ့နောက်ထပ်တောင်ပန်ကစားမှာတယောက်ပဲရှိတော့တယ် ဆိုအဲ့တောင်ပိုင်းကစားသမားက Joao Felix လား Twin Gao လား Rafael Leao လား Francisco Conceição လားအခုနောက်ပိုင်း Carlos Fox ဆိုတဲ့ club ကစားသမားလားသူတို့နဲ့အဲ့မှာတော်တော်လေးတိုင်ပတ်စရာပဲ Nato ရှိသေးတယ်ဒီကြားထဲမှာဆိုပေါ်တူဂီအနေနဲ့တကယ်လို့ Bernardo Silva ကိုအလဲချမယ်ဆိုရင် right back သူတို့မတုံးချင် Joao Neves ကို right ပြန်ပို့လိုက်ဒါကမှတော့ DM position မှာကျွန်တော်တို့က Vitinha ကိုထားထားတာ။ Vitinha အပြင်ကို DM မှာ Ruben Neves ရှိတယ်, João Palhinha ရှိတယ် ဆိုပေါ်တူဂီကအိုက်ကွင်းလေတော်တော်လေးကောင်းတယ်တိုက်စစ်ကရော်နယ်ဒိုကိုအထောင်ထားပြီးတော့မှကျွန်တော်တို့က4231 formation ဆိုရင်တော့ရော်နယ်ဒိုကိုအထောင်ထားရင်ဘရူနိုအလဲဘန်နာโดနဲ့နက်တိုလည်းဖြစ်နိုင်တယ်သူနောက်ပိုင်းမှာနက်တိုလည်းသဘောကျတယ်ဆိုပေါ်တူဂီမှာရွေးချယ်စရာတွေအများကြီးပဲရှိတယ်ခရစ္စတီယာနိုရိုရဲ့အယူကံပေါ်မူတည်ပြီးတော့သူတပွဲလားနှစ်ပွဲလားအခြေအနေရှိတယ်ဒါပေမဲ့လက်ရှိအနေထားအရပေါ်တူဂီရဲ့ on paper လူစင်းကတော်တော်လေးကောင်းတယ်တခုပဲပေါ်တူဂီဟာအာဂျင်တီးနားလောက် organize မဖြစ်ဘူး Spain လောက် fluent မဖြစ်ဘူး ပေါ်တူဂီကကစားတာတော့ကောင်းတယ်ဒါပေမဲ့တင်းလိုက်စူးစမ်းမှုအားပိုင်းမှာကျန်တဲ့တင်းနေတယ်ရှင်နည်းနည်းလေးအားနေနေတဲ့အချက်ပဲပြောချင်တာဗျာကစားမတယောက်ဟာအခုပေါ်တူဂီသားမအားလုံးဟာခရစ်စတီယာနိုရီတို့အတွက် body on the line ဖြစ်အောင် လုပ်ပေးတဲ့ကစားမမရှိမှုရှိတယ်ရှားတယ်အဲ့ဒီချက်ကပေါ်တူဂီရဲ့အချက်ပဲဒါပေမဲ့ nationally အောင်ပွဲဟာပေါ်တူဂီရဲ့ကမ္ဘာဖလားအတွက်အများကြီးယုံကြည်မှုရှိစေတယ်။ on paper မှာပေါ်တူဂီကတော်တော်လေးတောင့်နေဒါပေမဲ့လက်ရှိကမ္ဘာမှာချန်ပီယံဖြစ်ဖို့ရည်ပန်းစားတဲ့အသင်းက Spain ရဲ့ ပြင်သစ်ရယ်ဘရာဇီးလ်ရယ်အင်္ဂလန်ရဲ့အာဂျင်တီးနားရဲ့ဒီသင်းတွေက top 1 2 3 4 5အဲ့အောက်မှာဂျာမနီတို့ပေါ်တူဂီတို့နယ်သာလန်တို့ဘယ်လ်ဂျီယံတို့တခြားတခြားသင်းတွေရှိတာဆိုတော့ကမ္ဘာဖလားမှာအတွေ့အကြုံအားနေပြီးကမ္ဘာဖလားမှာအစင်လာမရှိတဲ့ပေါ်တူဂီဒီဒီဂျိန်းမှာပေါ်တူဂီအတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်လာဒီဂျိန်းမှာလူသစ်တွေတဲကဂျွာနာဗက်စတိုဗတင်းညာလို့လူကစားမတွေထွက်ပေါ်လာပြီဒါအပြင်ဥဆောင်သူခရစ်စတီယာနိုရဲ့အတူ quality player တွေဝင်ရထားတဲ့ပေါ်တူဂီဒီဒီချိန်မှာသူတို့မလုပ်ပြနိုင်တယ်ဘလို့ထင်ကြလဲပေါ်တူဂီအသင်းကိုကိုမတ်မာဝေအောင်မှတ်ချက်ပြကြပါအားလုံးကျေးဇူးတင်ပါတယ်